ားလုံးပဲမိကလောမြောင်းကောင်းဆက်သတင်းထားလာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်လျတော့လာရှုမျိုးကိုပြန်ပေးလိုက်ရကတဲ့ကတိုင်းရင်သားလက်နက်ကင်တွေကိုယုံကြည်ဖို့ခက်လာပြီးဆိုတဲ့မတဲတဲတင်ပြလာတဲ့ရုပ်သံမီတို့ဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဘယ်မှာမတဲတဲကအဲ့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြထားတဲ့လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တော့တရုတ်ပြည်သူသမရနိုင်ငံပေါ့ရှင်နော်အခုကတော့မြန်မာပြည်သူသမရနိုင်ငံဖြစ်တော့မှာပေါ့စဉ်းစားကြည့်လိုက်တော့လေအရင်ရှင်းတာစရာကောင်းတယ်ကျွန်တော်တို့တွေကတော့နော်ပြည်သူလူထုကတော့ပြည်တွင်းထဲမှာပဲကြည့်လိုက်အောင်နော်ဘယ်လိုပဲဖြစ်ဖြစ်ဖြစ်ချင်းဒီမှာပဲပြတောက်ခံပေးထားတယ်ဟာလားအားလုံးအတန်တိတ်တပိတ်ဆိုလဲတိတ်ပြီးရတာပဲအဲ့လေးနှစ်တန်ရင်ကြာခဲ့လေအတန်တိတ်တပိတ်လုံးမယ်ဆိုလို့ရှိရင်ပြည်သူလူထုကဟိုညှို့တယ်ပေါ့နော်အတန်တိတ်တိတ်ပေးတယ်လမ်းဒီမှာလမ်းထွက်ကြအောင်ဟိုဆိုတော့ဒါတွေကြည့်ရင်အပြည်ပြည်သူကဘယ်လောက်ထိတောက်ခံနေရလဲဆိုတာခံနိုင်လို့ရတယ်နော်ဒီကနေ့မှဟိုတဘာဝဘေးအန္တရာယ်ကြောက်ရောက်လဲပဲဟိုပြည်သူတွေက ဟာလာတော်လိုင်းကြီးကိုအပြစ်မဆိုဘူးเนาะသူတို့ကတော့ပြန်ပြီးအားပေးနေတယ်ဆက်ခါကျတော့ပြည်သူတွေဟာဘလောက်တောင်မှဒီနိုင်ကျင်လဲပေါ့เนาะဘလောက်တောင်ဒီအာနာရှင်တွေကိုချချုံစီစီလဲဘလောက်တောင်မှအာနာရှင်ရဲ့လက်အောက်မှာဟာချက်တော့ချက်ချာနေနေရလဲပေါ့ဒါကျွန်တော်ကျမပြပါမှာမလို့လေနော်မြန်မာပြည်မှာဆိုမှမလျိုးပြည်သူတွေကလေကြီးလန့်စာစားနေရတာလေအဲ့တာရောတွားလာလာတာရောသူတို့တော့ကမလုံခြုံအခုအိမ်ထဲမှာလည်းမလုံခြုံခြံထဲမှာလည်းမလုံဒီမလုံခြုံမှုဒီဒီလိုမျိုးစိတ်ခံစားချက်တွေဖြစ်အောင်လေဆက်အောင်ဆက်အမျိုးမျိုးတွေလုတ်ပြနေတာလက်တွေ့လုတ်ပြနေတာပေါ့နော် ဆက်ခါကြတော့ပြည်သူတွေကဒီအခက်ခဲတွေကြားကတော့အတက်အန္တရာယ်ရှိရဲဆိုတာတိတိကြီးနဲ့ပလန်ကြီးကိုနိုင်စေချင်ကြတဲ့စိတ်ဆန္ဒအပြည့်အဝရှိတယ်ချက်အဲ့တော့လေဒီလမ်းကြောင်းပြန်ပေးလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာအရင်ကမှတန်ရာတစ်ခုပဲရှိတယ်ကျွန်တော်ဘယ်လိုဆက်ယုံကြည်ရမှာလဲပေါ့နော်တိုင်းရင်သာလက်နက်ကင်နေခေါင်းဆောင်မျိုးပြောတာနော်ကျွန်တော်တို့ပြည်သူတွေကိုပြော ပြည်သူတွေကတော့ရင်းတိုင်းသားလက်နက်ကောင်းဆောင်တွေပဲဖြစ်ဖြစ်မြန်မာဒီဗမာကောင်းဆောင်တွေပဲဖြစ်ဖြစ်ပေါ့နော်ဟိုအကောင်းဆုံးပဲဖြစ်စေချင်ကြတဲ့ဆန္ဒရှိတယ်ပြည်သူတွေကတတွေးတဲ့တသားတွေတတန်တွေပါပဲဘယ်လိုပဲဖြစ်ဖြစ်ဟာတိုင်းရင်းသားတွေဆိုတာလေကိုယ်ပြည်နယ်ကိုကိုတိန်းနေတယ်ဆိုရင်မသိဘူးလို့အဲ့လိုကိုတိန်းနေတာပေါ့နော်တစ်ချိန်ချိန်မှာငါတို့ငါတို့ပြည်နယ်ဝင်ငါတို့ဟိုအုပ်ချုပ်ပြီးတော့ဟာမြန်မာဗမာလူမျိုးတွေနဲ့မြန်မာဟိုပြည်သူကြီးနဲ့အဆက်အသွယ်မရှိတော့ဘူးဆိုတာမျိုးမရှိပါဘူးအကောင်လုံးကတတွေးတဲ့တသားတွေတတန်တွေဖြစ်ပါတယ်ပေါ့အဲ့တော့ကောင်းဆောင်တွေအနေနဲ့ကျွန်တော်ပြောချင်တာပြည်သူတွေရဲ့ယုံကြည်မှုရောမစားနဲ့ပြည်သူတွေရဲ့ယုံကြည်မှုမလောက်စားနဲ့ဒါတော့ပြောချင်တယ်ပေါ့နော်ဟို ဒီလမ်းရှုံးကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဘယ်လိုလုပ်ကြည့်ရမလဲဆိုတဲ့ဟာတွေတော့ပြည်သူတွေရဲ့ရှင်ချင်းမှာရှိသွားတယ်ပေါ့နော်။ဟာတွန်လိုင်းကြီးကဘာကြီးလဲလှုပ်ရှားတာလားပေါ့။တွန်လိုင်းကြီးကစီးပွားရေးဖြစ်တော်ကြီးပဲဒီနားပေါ့နော်။ဟိုပြီးလိုက်ရတဲ့အသက်တွေတော့ဘာပြန်လို့ပြီးမှလဲ။အခုလမ်းရှုံးမှာဒီဒီကိစ္စနဲ့ပတ်သက်ပြီးဒီတိုင်းကျစာစစ်ဌာနကယူသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေအများကြီးအများကြီးပြစ်ဆက်ခဲ့ရတယ်။အများကြီးအိမ်ဟိုအိုးအိမ်တွေပြစ်စီခဲ့ရတယ်။အသက်တွေဆုံးရှုံးခဲ့ရတယ်။အဲ့ဒီအတွက်ဟိုဘာဘာပြန်လုပ်ပြီးမှလဲ။အခုပြစ်သွားပြီဘာပြန်လုပ်ပြီးမှလဲ။ပြည်အဲ့ဒီဝင်တိုက်ပေးခဲ့တယ်။အခုအလွယ်လေးပြန်ပေးလိုက်တယ်။ဒီဒါဘယ်လိုတောင်းဝင်ယူပေးမှလဲ။နော်။အဲ့တော့ကျမတို့ဒီအနေနဲ့ကတော့ เนาะဒါကအတွေးပါပဲဟိုတချင်ချင်မှတော့ဘာဖြစ်လာမလဲဒီ MMA ရဲ့ရည်ရည်ကြောင့်လို့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အနေနဲ့အတိတ်ကမခံနိုင်နိုင်ဘူးပဲဒါကအတွေးပါပဲပေါ့เนาะဆိုတဲ့အခါကျတော့ဟိုတုံးသက်မိကတော့ကျွန်တော်ပြောပြမယ်လို့ရှင်เนาะကျွန်တော်ဒီ live show ကိုပြန်ပေးလိုက်ရတယ်ဆိုတော့တရုတ်ကပေါင်ရင်ပတ်သက်မှုတရုတ်ရဲ့ပေါင်ရင်ပတ်သက်မှုဒါတော်တော်လေးဒီမှာခြေလုံးဝင်ဖြစ်လာတယ်တော်တော်လေးစီးမဆောက်ဖြစ်လာတယ်အဲ့တော့ကြောင့်မလို့ပြန်ပေးလိုက်ရတယ်ဒီလိုယူဆလို့ရတယ်ပေါ့နော်တကယ်လည်းဒီဖိနေတာဘာလို့ဒီပုံကတကယ်လည်းဖိနေတာเนาะတရုတ်ကဒီအားသုံးပြီးဖိနေတယ်အဲ့တော့ ဘာကြောင့်တယုတ်ကဒီလိုလုတ်သွားနိုင်တာလဲပေါ့နော်မျက်နှာပြောင်တိုက်ပြီးတော့ဘာလို့ဒီလိုလုတ်သွားနိုင်တာလဲအဓိကအချက်ကျောင်းတော်ဟိုတိုင်းရင်းသားရှစ်မျိုးရှိတယ်ရှစ်မျိုးလုံးတော်လန်နေကြတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့တခုဘာလိုအပ်နေတာလဲဆိုတော့ဟိုတိုင်းရင်းသားတွေအကုန်လုံးကြီးရယ်ဟာလာဟိုမမတိုင်းရင်းသားအပါဝင်အကုန်လုံးကတညီတညာရဲတိုက်နေကြတယ်အဲ့ဒါလည်းမှန်တယ်ဘုံဘောတူညီချက်တွေမူဝါဒတွေချမှတ်ထားတဲ့အခြေခံမူဝါဒတွေလိုက်နာပြီးတော့အချင်းချင်းထိစပ်ပြီးလုပ်နေကြတာမှန်ပြီမဲ့ကျွန်တော်တို့ကဘဟုအစိုးရတည့်ရရှိဖို့လိုအပ်တာဒီဘဟုအစိုးရဆိုတာကဘမဖြစ်ချင်လဲဖြစ်မယ်နော် ဟိုတိုင်းနာတွေကပြစ်ချင်လဲပြင်မယ်ပြဿနာမရှိဘူးပြည်သူတို့ကဘယ်လိုပဲဖြစ်ဖြစ်ဟိုအစိုးရရှိဖို့လိုတယ်အဲ့တော့အခုခုကအယူတီကဒီတော်လိုင်းရေးစပြီးဖြစ်တယ်ကအယူတီဆိုတာကိုဒါပြည်သူတက်လုံးတတ်မှတ်ပြီးတော့မှဒါအစိုးရဆိုပြီးတော့ဒါဟိုရာရင်အစိုးရဆိုပြီးတတ်မှတ်ပြီးတော့လုပ်ခဲ့ရတယ်အယူတီနေတယ်လည်းအများကြီးကြိုးစားပါတယ်ဟိုအယူတီလိုအစ်တက်လုံးကမတည်ဘူးပေါ့နော်ဘာလို့သူတို့ရဲ့အခက်တွေကျွန်တော်တို့နားလဲရပေါ့နော်အယူတီလည်းအများကြီးကြိုးစားအခုဆိုလို့ရှိရင်ဒေါက်တာဇော်ဝင်းဆိုးလို့တချို့အမကြီးတွေမြန်မာပြည်ဝင်နဲ့တင်ရောက်နေတာမျိုးတွေရှိရပေါ့အဲ့တော့အယူတီဘက်ကတော့လုတ်တင်တာတွေကိုလည်းလုတ်ထားပါတယ်နော်ဟိုလုတ်တယ်လို့ကျွန်တော်တို့မြင်မြင်တွေ့ရတယ်ပေါ့နော် ပြောချင်တာပါလဲဆိုတော့ဒီဘိုးအစိုးရကိုဟိုအတိမပြုလက်ခံဖို့အတွက်ကိုဒီတိုင်းသားခေါင်းဆောင်တွေခဏကန်တိုင်းသားတပ်ဖွဲ့ဝင်ခေါင်းဆောင်တွေကဟိုအတိမပြုပြီးလို့လိုအပ်တယ်ပေါ့။ဟောဆိုဒီမှာကတိုင်းရေးတမန်ရေးဆက်ဆံရေးမှာနိုင်ငံတကာနဲ့ဆက်ဆံမယ်ဆိုရင်ဘယ်သူ့ကိုဆက်ဆံရမှာလဲ။ဟာလားဟိုက၃ယောက်ဖြစ်နေတယ်လေ။၃ယောက်ဒီ၃ယောက်ကအတိုင်းသားလက်နက်ကန်တွေကတယောက်တပ်မှတ်တွေပေါ့ကျွန်တော်။ဒါဒီအယုဒ္ဓယာတယောက်တပ်မှတ်တယ်စစ်ကောင်စီကတယောက်တပ်မှတ်တယ်ဆိုတော့ဒီတပ်တမန်အရေးဟာစကားပြောတဲ့ကိစ္စတွေမှာတကယ်ဝင်ပါမလားဘူး။ဟိုရွှေရွာလေတိုင်ပတ်နေရယ်ဆိုတာကအဲ့ဒီ၃ယောက်ရှိနေလို့ပေါ့။အဲ့တော့ ဟိုဆိုရတရရင်အောက်ကပဲသွားတင်တယ်အယူတီအောက်ကပဲသွားတင်တယ်ဒါကကျွန်တော်တို့တခြားဘာလို့မှစီဝါရေးလို့ဘာလို့ကျွန်တော်တို့ကြည်လာမဟုတ်ကျွန်တော်တို့ဒီတော်လန်ရေးကိုပဲကြည်တယ်ကျွန်တော်နိုင်ငံရေးကိုလည်းမကြည့်ဘူးเนาะကျွန်တော်တော်လန်ရေးအောင်ဘဝအဓိကဖြစ်တယ်နိုင်ငံရေးကနောက်မှတော်လန်ရေးဖိမှလို့လို့ရမယ်ကိစ္စတွေဖြစ်တဲ့အတွက်ဒီနေမျိုးဆုံးမှုတွေကိုယ်ပိုင်အုပ်ချုပ်မှုတွေကနောက်ပိုင်းသူ့အလိုလိုဖြစ်သွားလိမ့်မယ်စီပြီးသွားလိမ့်မယ်ပြီးသူကတော့မကြည့်ဘူးပြီးသူကမတို့နေမျိုးသူ့မပေးရဘူးသူ့နေမျိုးငါမပေးရငါနေမျိုးကလာမအုပ်ချုပ်ရဘူးမဟုတ်ပြီးသူကအရင်ချင်းချင်းသူ့ကိုဒီလေဟာလာဟိုအုပ်ချုပ်ခွင့်ပေးမယ် အဲ့ဒီရဲ့အောက်မှာနေနေစွာနေရရင်လုံလုံစွာနေရရင်စိတ်ချစွာနေရရင်ကျင်းတတ်တယ်ဆိုတဲ့အခါကျတော့ပြည်သူတရက်လုံးရဲ့စိတ်ကအဲ့တိုင်းဖြစ်တယ်ခေါင်းဆောင်တွေအဲ့ဒါကိုသိဖို့လိုတယ်အခုလားချုပ်ပြင်ပေးလိုက်ရတဲ့ကိစ္စတရုတ်ပေါင်ပတ်သက်နေတဲ့ကိစ္စအဲ့ဒီဟာပါဘဟုအစိုးရမရှိတာနော် မလေးပြည်ကိုအစိုးရဆိုလို့ရှိရင်လက်ပြည်သူကလက်ခံထားတဲ့ UNT ဆိုတိုင်းတန်းလက်နက်ကိုင်နေတဲ့ဒီဘုံအစိုးရရဲ့လက်အောက်ကနေတွားဖို့ UNT လက်အောက်ကနေတွားဖို့ဆိုတာတော်တော်လေးခက်ခဲနေတဲ့ကိစ္စလို့ကျွန်တော်မြင်တယ်။ဒါဒါတောက်လျှောက်နေတယ်ဒီလိုမျိုးပဲဖြစ်ခဲ့တာနော်။အဲ့တော့ဒီအောက်ကနေတွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကချားနီလန်းရှိလို့လား။ချားနီလန်းရှိရင်တော့မြန်မြန်ကောင်းကြီးပေါ့ပေါ့ရှင်။ချားနီလန်းမရှိဘူးဆိုလို့ရှိရင်တော့ဒီဘုံအစိုးရနေပြီးတွားရမှာပဲ။ဒီနိုင်ငံတကာနဲ့ဆက်ဆံတာလေးကိစ္စတွေနိုင်ငံတကာကနေပြီးတော့ဝင်ပြီးတော့ဟာလား။မြန်မြန်ကောင်းကွင်းနေတာဝင်ပြီးတော့ဟိုခြေတစ်ဖက်နိုင်လိုက်ကောင်းတစ်ဖက်နိုင်လိုက်နေရတစ်ဖက်ဖြုတ်လိုက်လုံးဖို့ဆိုတာကဒီလိုမျိုးကျွန်တော်တို့အချင်းချင်းကွဲပြဲနေပြီးတော့မှဘယ်သူအစိုးရပေါ်လို့ပေါ်မှာမသိတဲ့အချင်း လို့ပြင်တယ်မြောက်လိုင်းတို့လည်းเนาะအာဆီယံကရောဒီနောက်တိုင်းတွေကရောမတက်မှတ်ပါဘူးအစိုးရလိုမတက်မှတ်တော့ဘူးဒါဟုတ်တယ်ဒါပေမဲ့တကယ်တကယ်စကားပြောရမယ်ဆိုလို့ရှိရင်ဒီမှာလည်းအစိုးရအစိုးရဆိုတဲ့ပြည်သူချင်းလုံးလက်ခံထားဖို့လိုတယ်အဲ့ဒီမှာနိုင်ငံလက်နက်ကင်ကိုကိုယ်တိုင်ကအစားလက်ခံဖို့လိုတယ်ပေါ့နော်ဒါတော့ကျမတို့မလက်ရှိမြင်တွေ့နေရတဲ့အကက်တွေပေါ့အဲ့တော့မကွဲတော့လေကျမတို့ကြားဆွဲခံရတယ်ဒီလိုမျိုးနဲ့ကျမတို့မြန်မာနိုင်ငံကြီးကိုနေမီတွေတခုတခုစုပ်ပြီးဘယ်လိုလုပ်မလဲပေါ့နော်ကျမတို့ပေးထားတဲ့တက်တီးတို့ဘယ်လိုမျိုးရော်ရီးပြန်ပေးမှာလဲပေါ့နော်အဲ့ပြည်သူတွေရဲ့အနောက်ကိုပဲလိုက်ရမှာပဲလေဒါကမြန်မာပြည်ရဲ့အနောက်အကက်ဆိုတာပြည်သူကစပြီးလုပ်ခဲ့တာပြည်သူရဲ့အနောက်ကိုမလိုက်လို့ရှိရင်တော့ကျမတို့ပေးဆပ်ရတာတွေက မတန်ဘူးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဟိုဒီဘူဆိုရအောက်ကနေတွားဖို့ကလေနံပါတ်1အရေးကြီးနေတာဖြစ်တယ်အဲ့တော့နိုင်ဟိုတိုင်းသားကောင်းဆောင်မျိုးရောဒီအင်ဂျီယာလူကြီးရောဒီကိစ္စကိုဟိုအကောင်းဆုံးဖြစ်အောင်ဆွေးနွေးကြစီတင်တယ်ကျွန်တော်တို့ကတော့နိုင်ငံရေးဟိုနိုင်ငံရေးဆိုတာနောက်မှပဲဖြစ်စီတင်တယ်ပေါ့နော်ရေကုန်းကြီးတွန်းလှန်ရေးနိုင်ဖို့ဒါအထူးအလို့ပဲကျွန်တော်တို့ကပြောတင်တယ်ပေါ့တမိုင်းကိုတပတ်ပြန်လေးစီရင်လို့ရှိရင် तू ကကို့မယုံကိုကသူ့မယုံဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့ရမှာမဟုတ်ဘူးเนาะဒီလိုနဲ့ပဲကျွန်တော်တို့က တို့တို့နိုင်ငံကြီးကိုဟိုဟိုရုရှားကတဖက်ဖိလိုက်တရုတ်ကတဖက်ဖိလိုက်เนาะအမေရိကန်ကမျက်စောင်းထိုးလိုက်နေเนาะဒီအိန္ဒိယကဟိုဟိုမြေကြီးတွေခိုးလိုက်အဲ့ဒီလိုမျိုးနဲ့တို့တို့ကတပြင်းပြင်းလုံးဝပါသွားမယ်ချင်တယ်ကိုဖြစ်တော်မှာအရန်ဆိုးရိမ်မှာနောက်မှကခမန်းဒီဆရာနိုင်ငံကြီးသုံးသက်တဲ့လူတွေခမန်းကြက်အရာဆိုလို့ရှိရင်တို့တို့လိုက်ပြီးလေးလာကြက်အရာပြေးလာကြက်အရာတွေဆိုလို့ရှိရင်ဒီနောက်ထပ်ဒီ TNL ကိုလည်း PR ပေးပြီးတော့အမြင်ကြီးတွေပြန်တောင်းနေတာရှိတယ်အခုလည်းတောင်းနေရပေါ့နော် PR လေးနေနဲ့အခုလက်တလုံးမှာတော့မပေးနိုင်ဘူးလို့ပြောပေမဲ့ဒါအလုံးလုံးမပေးဘူးလို့ပြက်တသားပြောတာမဟုတ်အေးအေးဆိုရင်တော့တော်တော်ပြက်သားတယ်နော်ဟိုတကြမ်းမင်းလာစင်းသားတော်မှာအင်္ဂါကျော်ကလာစင်းသားတော်မှာသူကမရက်လုံးဆရာရှိရလုံးနေဘူးအေးဆိုရင်တော့အရန်ပြက်သားတယ်ကျွန်တော်အနေနဲ့ဒီဟိုစကားခေါင်းဆောင်ပြောက်ရဲ့နှုတ်ဆက်စကားအရန်ရေးကြည့်ရတယ်နော်ဒီစကားကိုကျွန်တော်တို့ရှုံကြည့်တယ်ပြက်ပြက်သားခိုင်ခိုင်မှာပြောရဲတဲ့တက်တီပေါ့နော်ပြောတဲ့အတိုင်းလေလုံးဝလို့ရှုံကြည့်ရပေါ့နော်ဒါပေမဲ့ဟိုတင်အန်လေးတို့အခုဒီရက်ထဲမှာဆိုတော့လက်တလုံးလက်တလုံးတော့ပြန်မပေးသေးပါဘူးဆိုတော့နောက်ဆိုပြန်ပေးမယ်ဆိုတဲ့သဘောအချိန်တည်းကလည်းဒီသဘောမျိုးဖြစ်နေတယ်ဒီတရုတ်ရဲ့ PR တရုတ်ရဲ့လ nhá trong thì công ty là trong ngoài <laughs> kia tiền đi có cả tinh lai mua gì thì tất cả gì phải để đổi thau nhá nhá ông luôn về luôn có khăn mà mì nó ấy đồ ồ nó quay lại phim nó khi ra gì thì chúng ta đôi chúng ta lúc này cần tiêu chuẩn nó khi ở một hai mì rồi